ြိုပြက်နေတဲ့မျိုးရိုးတွေကိုညအချိန်တယောက်ထဲရှောက်ကြည့်ခြင်းစစ်ဆေးခြင်းဆိုတဲ့အကြောင်းအရာလေးပေါ့အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြန်ပြီးတော့မှเนาะအာလိုရှင်းတိုရှင်းလေးကျွန်တော်ပြန်ပြီးမျှဝေမှာဖြစ်ပါတယ်နေမိနှစ်16ဆနစ်ကနေ16ကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲလို့ပြောလို့ရှိရင်အဲနေမိကပြိုပြက်နေတဲ့မျိုးရိုးတွေကိုညအချိန်တယောက်ထဲရှောက်ကြည့်တဲ့အခါမှာမျိုးတွင်းကနေရောမှာ ကြိုက်တကားတုန်းကနေထွက်သွားပြီလို့မှမြင်းလန်းတိုင်းသွားတာတွေ့ရတယ်အဲ့တော့မြင်းလန်းတိုင်းသွားတဲ့အခါမှာမြင်းတကားရောက်သွားတဲ့အခါမှာလမ်းမရှိလို့တဲ့အတွက်နောက်ကျောင်းပြန်လှည့်ပြီးတော့မှကြိုက်တကားကနေမြို့တွင်းကိုပြန်ဝင်လာတယ်သူ့ရဲ့အကြောင်းလေးကိုဒီနေဟမိ2 26မှာဖော်ပြထားတွေ့ရတယ်ဒါလေးကိုကြည့်ဟိုတိတဲ့ခင်ကြောင့်ကျွန်တော်အရန်ခွန်အားရတယ်ပေါ့နော်ဒါအဲကြောင့်ညီကိုနေနဲ့လဲဒါကိုပြန်ပြီးတော့မှခွန်အားရစေခြင်းတဲ့အတွက်ကျွန်တော်မျှဝေခြင်းဖြစ်ပါတယ် အဲ့ဒီနေရာမှာနေအမိရဲ့လှုပ်ဆောင်ချက်ကိုဝင်ကြီးရာအရာပေါ့နော်အဖွဲ့စည်းဆိုင်ရာနိုင်နည်းတဲ့သင်ခန်းစာတွေအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုလို့ရနိုင်တယ်အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာညဘက်လှုပ်ဝက်တဲ့စစ်စစ်မှုတစ်ခုပြုတ်တဲ့အရာကိုဖော်ပြထားတာတွေ့ရတယ်အဲ့ဒီဟာကြတော့ဘောင်နဲ့သွားပြီးတော့မှကျွန်တော်တို့ဝိညာဉ်သဘောနားလည်ရမလဲလို့ပြောရင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့ဝိညာဉ်သဘောကိုနားလည်နိုင်တယ်ဆိုတော့ဒါကျွန်တော်တို့ ထမအောင်တော့ပြပြချင်တယ်ပေါ့နော်အဲ့ဒီမှာနေမိရဲ့လှုပ်ဝက်စစ်စစ်တဲ့ဝဉကြီးရအတိတ်ပဲဒီကိုအပိုင်း၄ဘိုင်းပေါ့နော်အပိုင်း၄ဘိုင်းပိုင်ပြီးတော့မှနားလည်နိုင်တယ်အဲ့ဒါဘာလဲလို့ပြောရင်နံပါတ်၁အနေနဲ့ညအချိန်တူးတည်းထွက်ခွာသွားတာနေမိ၂ဆက်နှစ်မှာပေါ့နံပါတ်၂အနေနဲ့ကဂျိုင်းတကားကနေထွက်ပြီးတော့မှနှိမ့်ချခြင်းပုံစံနဲ့ရှိနေတာကိုဖော်ပြတယ် နံပါတ်3နေနဲ့ကတော့စီသီးချင်းအကန့်အသတ်နဲ့ရက်တန့်သွားတဲ့ပုံစံ။နောက်နံပါတ်4နေနဲ့ကတော့ဂျိုင်းတကားတွေပြန်ဝင်လာတဲ့ပုံစံ။ဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့အချက်၄ချက်ပေါ့။အဲ့ဒီအချက်၄ချက်ကိုကျွန်တော်ခွန်အားရတာဖြစ်ပါတယ်။ဒါတစ်ချက်ချင်းကျွန်တော်လေ့လာကြည့်တဲ့အခါမှာနံပါတ်1အနေနဲ့ညအချိန်တဦးတည်းထွက်လာတဲ့အကြောင်းအရာကိုနေဟမိ22မှာပေါ်ပြတယ်။အဲ့ဒီမှာဘယ်လိုပြောလဲဆိုရင်ထိုခါငါဒီလူအနှဲငယ်နဲ့အတူညအခါထား၍ ကျိုင်းတကားမှာလင်းယုံတွင်တကားတို့၎င်းအဲကျမ်းစာတစ်ချက်ကဒီလိုဆိုလို့တယ်နော်တစ်ချက်ကကြတော့နော်ငကားယူတွင်လို့ခေါ်တယ်အဲ့တော့အညစ်ကြေးတကားတို့၎င်းထွက်၍ယေရုရှလင်မြို့ရုပ်ကိုစစ်ဆေးသည်လို့ပြောပြတယ်အဲ့ဒီမှာဝိညာဉ်သဘောရအချက်လေးတစ်ချက်ကိုကျွန်တော်ခွန်အားရတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုညအချိန်နဲ့တူရဲလှုပ်ဝှက်ထွက်သွားတာအဲ့နှစ်ပိုင်းပေါ့အဲ့နှစ်ပိုင်းလေးကိုကျွန်တော်တို့အဲခွန်အားရတယ်အဲ့ဒီမှာညအချိန်ဆိုတဲ့အဓိပ္ပာယ်ကတမန်ကျမ်းစာမှာ ။မြားနဲ့ပတ်သက်လာလို့ရှိရင်ဝိညာဉ်သဘောရမှောက်မိုက်ကာလကိုလည်းနားလည်ရတယ်။နောက်တစ်ခုက proper view ဆိုင်ရာတွေကအမြင်မရှိတဲ့ကာလတခုလို့လည်းနားလည်လို့ရတယ်။ဒါမှမဟုတ်စမ်းသပ်မှုကြားကာလကိုလည်းကိုစားပြုတယ်လို့နားလည်ရတယ်။နော်ဒါအတိတ်ကဘွေးအနေနဲ့တူရဲလွတ်ဝတ်တယ်ဆိုရဲအတိတ်ပဲလीကဘာလဲဆိုရင်ခေါင်းဆောင်တူအနေနဲ့ပေါ့နော်အလုံးမစတဲ့ခင်မှာဖျားသခင်ထမ်းနေပြီးမှလမ်းညွန်ချက်နဲ့အနောက်ဆိုင်ဆုံးမြင်ကိုရှာဖွေခြင်းလည်းဖြစ်တယ် ဒါကဒီဒီနေ့ခေါင်းဆောင်တူကသူ့ရဲ့အရာရာကိုဖရာသခင်ရဲ့မျက်မှောက်တော်၌စစ်ဆေးခြင်းကိုဆုလိုတာဖြစ်တယ်။အဲဒါကျွန်တော်ရဲ့နားလည်မှုပေါ့နော်ကျွန်တော်ရဲ့နားလည်မှုဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့နံပါတ်1အနေနဲ့မဖမတက်ပြီးသွားတဲ့အခါမှာနံပါတ်2ကိုဆက်ကြည့်တဲ့အခါမှာဂျိုင်းတကားနေထွက်ပြီးတော့နှိမ့်ချခြင်းဆိုတဲ့အသေးပဲလေးတွေ့ရတယ်။ဂျိုင်းတကားရဲ့အသေးပဲကတော့ကျွန်တော်ညီကိုနေနားလည်ပြီးသားနှိမ့်ချခြင်းကိုပုံဆောင်တယ်။အဲ့ဒါကိုနေဟမိ1:13မှာပေါ်ပြတယ်။ အဲ့ဒီမှာဖော်ပြချက်ကဂျိုင်းတကားမှထွက်၍ဒိဗေကအဲ့လိုလေးတွေ့ရတယ်။သူ့ရဲ့ဒိဗေကဝิญဉ်သဘောရာဂျိုင်းတကားနှိမ့်ချခြင်းကိုပုံဆောင်တယ်လို့ကျွန်တော်နားလဲရတယ်။ဒါဆိုရင်နှိမ့်ချခြင်းဆိုတဲ့အဒိဗေကအဲ့ဒီမှာနေရမိထွက်ခွာနေတဲ့ဝิญဉ်သဘောတရားကိုကျွန်တော်လေ့လာလိုက်တဲ့အခါမှာဘလို့ခံစားရလဲဆိုရင်ဖျားသခင်ရဲ့အမှုတော်ကိုစတင်လှုပ်ဆောင်တဲ့အခါမှာနှိမ့်ချခြင်းဟာမဖြစ်မနေလိုအပ်တဲ့ပေါင်းစုံခြေလှမ်းဖြစ်ရမယ်ဆိုတာကိုနားလဲရတယ်။ ဘယ်လိုပဲခေါင်းဆောင်မှုတွေပဲဖြစ်ဖြစ်စစ်ပွဲတွေပဲဖြစ်ဖြစ်မိမိကိုယ်ကိုအာမကိုပဲနဲ့ဘုရားသခင်ရှေ့မှာနှိမ်ချတဲ့စိတ်ဓာတ်နဲ့စတင်နိုင်တယ်လို့နားလည်မှာဖြစ်တယ်အဲ့လိုပုံစံလဲစတင်ရမှာဖြစ်တယ်လို့လည်းသိရတယ်ဒါကြောင့်နံပါတ်3နော်ကျွန်တော်တူတူလေးနဲ့ပေါ့နော်လူရှင်းတူရှင်းလူရှင်းပေါ့နော်အဲ့လားလေးပြောပြချင်တာဖြစ်တယ်မတော့နေတဲ့စစ်စေးချင်းအကတ်တက်ရက်တက်သွားခြင်းဆိုတဲ့အတိတ်ပဲအဲ့ဒီအတိတ်ပဲလေးကြတော့နေမိနှစ်၁၄၁၅မှာတွေ့ရတ ဲ့ဒီမှာထို့နောက်ဆန်းရည်အတွင်းတကားနဲ့ရှင်ဘရင်ရေကန်သို့သွားတော့ငါစီးသောတရိษံသည်သွားเสียလမ်းမရှိသောကြောင့်မသွားနိုင်ထို့အခါဂျိုင်းတကားဂျိုင်းလမ်းသို့ညအချိန်တိုင်းငါတက်၍မြူရိုးကိုစစ်ဆေးပြီးမှဂျိုင်းတကားထဲသို့ဝင်၍ပြန်လာ၏အဲဒီလိုမျိုးကြီးရတယ်ဒါကြောင့်ကျွန်တော်ဘာသာပြန်လေးနဲ့လောက်တာနော်ဘာသာပြန်လေးနဲ့အဲ့တော့စာသားလက်ဟိုဘောကျန်းစာသားတက်ဆိုလို့ရှိရင်တော့တမျိုးလေးဖြစ်မယ်အဲ့တော့အဲ့ဒီရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကနေယမိက မျိုးတလျှောက်လုံးလုံးလုံးပတ်နိုင်ရခြင်းမရှိခဲ့ဘူးသူကအထူးသဖြင့်မြင်းတကားဓာတ်ပုတ်စစ်ပွဲနဲ့ဆက်ဆက်နေတဲ့နေရာကိုမရောက်ဘူးသူကပျက်စီးနေတယ်လမ်းပျက်နေတယ်လမ်းကြောင်းဓာတ်ပုတ်ရေကန်ကြောင်းပေါ့တခုပေါ့အဲကြောင့်သူ့ရဲ့သိစ္ဆာဆက်ပြီးတော့မသွားနိုင်ဘူးမြင်းကဆက်ပြီးတော့မသွားနိုင်တာတွေ့ရတယ်အဲဒီအကြောင်းအရာကိုနမတ်အဲဆစ်ဆေးချင်းအကန့်တန့်နဲ့ရက်တန့်သွားတဲ့ပုံစံကိုဖော်ပြထားတာတွေ့ရတယ်ဒီအကြောင်းအရာတွေကိုဝิญဉ်သဘောရကြည့်မယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုနားလည်ရမလဲလို့ပြောရင်ဝိညာဉ်သဘောရအချက်နှစ်ချက်တွေ့ရတယ်သုံးကကြီးအနေနဲ့တဦးတည်းမအောင်နိုင်တဦးတည်းမအောင်နိုင်နံပါတ်သုံးခါဝေးရခရစ်တော်ရဲ့ကိုခန္ဓာရဲ့သဘောကိုနားလည်ရတယ်ဒီချက်လေးနှစ်ချက်ကိုကျွန်တော်သဘောပေါက်ဖို့လိုတာပေါ့နော်ဒါကျွန်တော်ခွန်အားရမ်းရတဲ့အခါပေါ့ဒါဒီနေ့ညီကိုစီစုဝေးခြင်းကအရေးကြီးတယ်ဒါဒါကြောင့်ကျွန်တော်ဒီနေ့ဆမအုပ်ဆုံးငါဘယ်ရလေးကိုတတ်တည်ခံဝင်မြရင်ကောင်းမလဲဆိုပြီးတော့မှာအဲ ီကြောင်းရလေးဝင်ပြခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်တုံးကကြီးတဦးထဲမှာအောင်နိုင်မှုဆိုတဲ့အတိတ်ပဲ ਨੇ အတိတ်ပဲကိုကျွန်တော်ကြည့်တဲ့အခါမှာနှိမ့်ချခြင်းဂျိုင်တကားဘာပုံစံလဲနှိမ့်ချခြင်းပုံစံတော့နှိမ့်ချခြင်း ਨੇ ဝิญဉေးရာစစ်ပွဲဒီအဲ့ဒီမြင်းတကားဆိုတဲ့နေရာဘာလို့ပုံစံလဲဆိုဝิญဉေးရာစစ်ပွဲကိုပုံစံတော့သူစစ်တိုက်တဲ့နေရာမှာထွက်တဲ့မြင်းစစ်မြင်းတွေထွက်တဲ့နေရာကိုတကားပေါ့ ဲ့တော့တဦးတည်းရင်ဆိုင်ဖို့ကြိုးစားပေမဲ့မြူရိုးပြုတ်ပြတ်နေတာတွေ့ရတယ်။ပြောတင်တာဝင်းနေရမှာအားနေချက်နဲ့လမ်းကြောင်းပျက်စီးနေခြင်းအောင်ရှစ်ဆက်ပြီးမသွားနိုင်ဘူးလို့တွေ့ရတယ်။အဲဒါလေးတွေ့ရတာပေါ့။ဒါကြောင့်သုံးခါဝေးသုံးခါဝေးကဘာကိုပို့ပြီးနားလည်ဖို့လိုလာလဲလို့ပြောရင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ပေါ့နော်ခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ကိုပို့ပြီးနားလည်ဖို့လိုအပ်လာတယ်။ဝင်းနေရစစ်ပွဲမြင်းတကားကိုပေါ့အောင်နိုင်ဖို့အတွက် အဖွဲ့အစည်းဆိုင်ရာခွန်အားမျိုးရိုးနဲ့လူအလုံးရဲ့စုပေါင်းပါဝင်မှုလိုအပ်တယ်ဆိုတော့နေဟမီးကနားလည်သွားတယ်။ဒါကြောင့်နေဟမီးကသူ့ရဲ့တူးတဲ့စစ်ဆေးမှုကအကန့်အသတ်ရှိတယ်ဆိုတော့သိခဲ့တယ်။ဒါကြောင့်သူကနောက်တနေ့မှလူအပေါင်းအောင်သူကပြန်စီယုံပြီးတော့မှချက်ချင်းစတင်ခဲ့တာကိုတွေ့ရတယ်။ဒါကိုဗမာကြည့်ရမယ်ဆိုရင်နေဟမီးတုံးမှကြည်သိနိုင်တယ်။သိနိုင်တယ်။ဒါဆိုရင်နောက်ဆုံးအချက်အနေနဲ့လေးချက်မြောက်ပေါ့။ဂျိုင်းတကားကနေပြန်ဝင်ရတယ်။ သူကစစ်ဆက်သွားလို့မရတဲ့အခါမှာဘာလို့ကလဲဆိုရင်စစ်ဆေးပြီးတော့မှသူကနောက်ဆုံးဝင်စရာဒီဂျိုင်းစကားပဲပြောင်းဝင်လို့ရတယ်။ဒါကြောင့်ဂျိုင်းတကားတွေပြောင်းဝင်ခြင်းဆိုတဲ့အကြောင်းအရာလေးပေါ်လာတယ်။ဒါကြောင့်နေရမီ25မှာဒီလိုရေးထားတယ်ဂျိုင်းတကားမှလှည့်၍ဝင်ပြန်လေ၏အဲ့လိုရေးထားတယ်။ဆိုလိုတဲ့ဘေကနှိမ့်ချတဲ့စိတ်နဲ့စစ်ဆေးခြင်းကိုပြုလုပ်ပြီးတဲ့အခါမှာနှိမ့်ချတဲ့စိတ်ဓာတ်နဲ့ပဲဂျိုင်းတကားနဲ့ပြန်ပြီးတော့မြို့တွင်းဖြစ်တဲ့ကိုခရစ်တော်ရဲ့ကိုခန္ဓာတွေကို ြန်လဲဝင်ရောက်ခြင်းကအရေးပါတယ်ဆိုတဲ့ကြောင်းပေါ်ပြလာပေါ်ပြတယ်ဖြစ်တယ်အဲ့ဒီမှာနေမိကာလမှာပြုပြက်နေရဲ့မြူယိုးကမြို့မြူယိုးမှာရှိတဲ့တကားပေါက်တွေက၁ခုရှိတယ်ဒါပေမဲ့အဲ့ဒီမြူယိုးပြင်ကိုထွက်တဲ့နေရာကလည်းအဲ့ဂျိုင်းတကားဆိုတဲ့တပေါက်ထဲကနေထွက်တာပြန်ဝင်တော့လဲဂျိုင်းတကားဆိုတဲ့တပေါက်ထဲကနေပြန်ဝင်တာအရန်ကိုဒါဝဉကြီးရမှာတုံတင်ချက်တစ်ခုဖြစ်တယ်လို့နားလည်ရတယ် အဲ့လိုဂျိုင်းတကားအဝင်ထွက်လုပ်တဲ့အခါမှာနေမီးရဲ့တကားဆယ်ပေါက်ကမဟုတ်တော့ဘဲနဲ့နောက်ပိုင်းမှာနောက်ထပ်နှစ်ပေါက်တိုးလာတယ်။အဟောစရာကောင်းတယ်နော်။ဒါဒါတော့နောက်ပိုင်းမှာပေါ့နောက်ပိုင်းမှာကျွန်တော်အဲဒီနေ့ညီကိုတွေတီးပြီးသားလဲဖြစ်မှာပါ။နောက်ထပ်တိုးလာတဲ့နှစ်ပေါက်ပေါ့နော်ဂျေရုဆလင်မြို့ရဲ့အဲတကားဆက်နှစ်ပေါက်မှာနောက်ဆုံးနှစ်ပေါက်နေမှာပေါ်နေတဲ့နောက်နှစ်ပေါက်ကအရန်အဟောစရာကောင်းတယ်ပေါ့နော်။ ကဲဘာပဲပြောပြောဒီနေ့ဖြိုင်တကားနေပြန်ဝင်တဲ့အကြောင်းဟာနှိတ်ချသောစိတ်နဲ့စစ်ဆေးပြီးတဲ့အခါမှာနှိတ်ချတဲ့စိတ်ဓာတ်နဲ့မျိုးတွင်ဖြစ်တဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာတွေကိုပြန်လဲရောက်ရှိလာတာရေးပါတယ်ဆိုတဲ့အကြောင်းပေါ်ပြတာတွေ့ရတယ်။ဒါဆိုရင်ခေါင်းဆောင်တဦးကတဦးရဲ့အမြင်ရှိပေမဲ့ရှိလို့ရပါတယ်အမြင်နဲ့ဒါပေမဲ့အဲ့ဒီအမြင်ကိုနှိတ်ချတဲ့စိတ်ဓာတ်နဲ့ပြန်လဲယူဆောင်လာပြီးတော့မှလူပေါင်းဒီနေ့ကိုယ်ခန္ဓာဝင်ပေါင်းမှာ မျှဝေပြီးစုပေါင်းပါဝင်စီခြင်းအပြင်အောင်မြင်မှုကိုရနိုင်မယ်ဆိုတဲ့အကြောင်းဒီနေ့မှတုံတင်လာတာကိုကျွန်တော်နားလည်ရတာဖြစ်တယ်။ဒါကြောင့်အနှစ်ချုပ်အနှစ်ချုပ်နဲ့ပေါ့ပြောပြချင်တာကအဲဒီနေဟမိဒီနော်ဂျိုင်းတကားနေအဝင်ထက်လုတ်တဲ့နော်အကြောင်းရနဲ့တက်ဆိုင်တဲ့သင်ကန်းစာကဘယ်လိုလဲဆိုရင်ယုံကြည်သူတူဦးဟာဝဉ္ဇင်းရစစ်ပွဲတွေအတွက်နော်နှိမ့်ချခြင်းတကားနဲ့မြို့ပြင်ကိုထွက်ပါစေထွက်လို့ရပါတယ်ထွက်ပါစေ ဒါပေမဲ့ဝဉ္ကြီးရစစ်ပွဲကိုတယောက်တည်းမနိုင်နိုင်ဘူးဆိုတော့သဘောပေါက်အောင်မှာဖြစ်တယ်စစ်မှန်တဲ့နှိမ့်ချခြင်းနဲ့ပဲဖြစ်ပြီးတော့မှာမြို့တွင်းကို ဖြစ်တဲ့ခရစ်တော်ရဲ့ကိုခန္ဓာအင်္ဂါဝင်နေစုပေါင်းခြင်းအဖြစ်ပဲဝဉ္ကြီးရစစ်ပွဲကိုအောင်နိုင်မယ်ဆိုတာကိုအဲဒီသင်ခန်းစာကကျွန်တော်တို့ကိုဖော်ပြနေတာဖြစ်ပါတယ်ဒါကြောင့်နေရမီးရဲ့လှုပ်ဆောင်မှုကခေါင်းဆောင်မှုတိုင်းအတွက်သင်ခန်းစာ၃မျိုးရရှိတယ်၃မျိုးရရှိတာတွေ့ရတယ်နံပါတ်1အမြင်နံပါတ်2ကနှိမ့်ချမှု နံပါတ်3ကပူပေါင်းပါဝင်မှုဆိုရယ်အပိုင်း3ပိုင်းကျွန်တော်နားလည်တယ်အဲ့တော့နံပါတ်1အမြင်ဆိုတဲ့အဓိပ္ပာယ်ကပထမဦးဆုံးเนาะကျွန်တော်တို့ယုံကြည်သူပေါ့နော်အင်္ဂလိပ်သတင်းစကားတွေပြောနေရဲဓမ္မဆရာတွေညီကောင်မောင်နှမတွေအားလုံးထဲဟာယုံကြည်သူတွေကဘာလို့မလဲပထမဦးဆုံးလှုပ်ဝက်ဆူတောင်းပြီးတော့မှစစ်စစ်ကြအဖြစ်ဘုရားသခင်ထံနေပြီးတော့အမြင်ကိုရယူတော့မှဖြစ်တယ်ဒါနံပါတ်1ချက်ပေါ့နောက်ဒုတိယချက်ကခုနနှိမ့်ချတဲ့အကြောင်းအရာနဲ့ပတ်သက်ရင်တော့အောင်မြင်မှုအတွက်เนาะ နှိမ့်ချတဲ့ချင်းကပ်မှုနဲ့စတင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်နံပါတ်3ပူပေါင်းပါဝင်မှုမရှိမဖြစ်လိုအပ်တဲ့အရာပေါ့နော်အဲ့ဒါတော့ဗာလဲဆိုရင်ဖရာသခင်ရဲ့အမှုတော်နဲ့သက်ဆိုင်တဲ့မျိုးရိုးတွေပဲဖြစ်ဖြစ်စစ်ပွဲတွေပဲဖြစ်ဖြစ်ဒါကိုလူတယောက်တည်းစွာအားနဲ့ပြောချင်တာကယုံကြည်သူတယောက်ရဲ့စွာအားနဲ့အောင်မြင်မှုမရှိနိုင်ဘူးဆိုတာကိုနားလည်ပြီးတော့မှခရစ်တော်ရဲ့ကိုယ်ခန္ဓာကြီးစုပေါင်းခြင်းအပြည့်အောင်နေ ောင်မြင်နိုင်မယ်ဆိုတာကိုပို့ပြီးမှနားလည်မှာဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြဝေခြင်းဖြစ်တယ်။ဒါကြောင့်နေရမိကအစစ်စေးခံရတဲ့တကားဆယ်ပေါက်ဝိညာဉ်ရခီးစဉ်တွေကတပေါက်အကြောင်းကျွန်တော်ဒီနေ့ပြဝေတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီဝိညာဉ်ရာတီကိုပြန်လဲပြုပြင်ခြင်းအဖြစ်ပါလဲဆိုခရစ်တော်ရဲ့ကိုခန္ဓာစုစည်းမှုနဲ့ခွန်အားကိုပုံဆောင်ပြသခဲ့တာလို့နားလည်ရပါတယ်။ဒါကြောင့်ဒီနေ့အဲကျွန်တော်ခွန်အားပေးခြင်းတာကဒီနေ့ယုံကြည်သူတွေညီကိုတွေ အားလုံးစုပေါင်းတဲ့ဟာကဒီရဲ့သဘောတရားကိုပို့ပြီးတော့မှမှတ်မိစေခြင်းနဲ့သတိရစေခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းပို့ပြန်ပြီးတော့မှမလုပ်လဲဆိုရင်ကိုကိုကိုသတိပေးတဲ့အနေနဲ့ဒီနေ့မျှဝေခြင်းဖြစ်ပါတယ်ဒီနေ့ညီကိုတွေအားလုံးကိုတွေ့ရတဲ့အတွက်လည်းကျေးဇူးရန်တင်တယ်ဝမ်းလဲဝမ်းတာပါတယ်ရှိပြီရှိလာမဲ့အပတ်တွေပေါ့ဒီမြင့်ပတ်တွေမှာလည်းညီကိုတွေเนาะပူပေါင်းပါဝင်ပြီးတော့မှတအုပ်နဲ့တအုပ်အချင်းချင်းမျှဝေခြင်းပြုပြုကြဖို့လေကျွန်တော် ဖိတ်ခေါ်ပြီးတော့မှဒီနေ့မျှဝေမှုကိုဒီမှာပဲဆုံးသက်ပါတယ်။အားလုံးပေါ်မှာဘုရားသခင်ပေးတဲ့ဉာဏ်ပညာနဲ့အလင်းကိုရရှိပါစေ။အာမင်။အာမင်။